ထိုင်းနိုင်ငံရဲ့နာမည်ကျော်ကမ်းခြေမြို့တစ်မြို့ဖြစ်တဲ့ ဟွာဟင်းမြို့နာမှာတောက်ကြနေမနက်ပိုင်းကတော်ဝင်ထိုင်းရဲတပ်ဖွဲ့လေရင်ငယ်တစ်စင်းပြက်ကြပြီးတော့လိုက်ပါသူရဲအရာရှိ6ရောက်လုံးတိုက်ဆုံးခဲ့ပါတယ်။မနက်၈နာရီခွဲလောက်မှာလေထီးတင်ငန်းတစ်ခုအတွက်ပြင်ဆင်ပြန်တန်းရင်ပြက်ကြခဲ့တာလို့တော်ဝင်ရဲတပ်ဖွဲ့ပြောခွင့်ရအရာရှိကပြောဆိုထားပါတယ်။လေရင်ပြက်ကြခဲ့တဲ့နေရာဟာဟွာဟင်းလေစိတ်အနီးမှာပဲလို့လေခရိုင်အာနာပိုင်တအူးကပြောဆိုထားပါတယ်။ပင်လယ်ကမ်းခြေကနေ P330 အကွာလောက်မှာအင်ဂျင်နှလုံးတက်လေရင်ငယ်ဟာစောက်ထူးအနေထားအရှိန်နဲ့ပြက်ကြခဲ့ပြီးတော့ရုတ်တံ ံမှတ်တမ်းတွေမှာလေရင်နှစ်ပိုင်းပြက်အနည်းအထားနဲ့တွေ့မြင်ရပါတယ်။တည်ဆုံသွားခဲ့ကြတဲ့ရဲအရာရှိ6ဦးထဲက9ဦးကတော့နေရာမှာပဲပွဲချင်းပြီးတည်ဆုံခဲ့ကြပြီးတော့တဦးကတော့ဆေးရုံမှာတည်ဆုံခဲ့တယ်လို့ဆိုထားပါတယ်။ကြကြရခြင်းအကြောင်းရင်းကိုတော့အာနာပိုင်တွေစုံစမ်းစစ်ဆေးနေပြီးတော့အားလုံးပြီးစီးမှပဲတရားဝင်ထုတ်ပြန်ပေးမယ်လို့ပြောဆိုထားပါတယ်ခင်ဗျာ